အမြင့်ဆုံးတရားရုံးကဝင်းကြီးချုပ်ဟောင်းသက်ဆင်ရှင်နာဝက်ကိုဘတ်တောင်း9600တန်းပေးဆောင်ရန်အမိန့်ချလိုက်ပြီးဖြစ်ကြောင်းကြေညာလိုက်ပါတယ်။ဒီစီရင်ချက်ဟာ2006ခုနှစ်ရှင်ကော်ပိုရေးရှင်းရှယ်ယာရောင်းချမှုနဲ့ပတ်သက်တဲ့အခွန်အငင်းပွားမှုကိုအဆုံးသတ်လိုက်တာဖြစ်ပြီးအောက်ယုံများ၏ရခင်စီရင်ချက်များကိုပယ်ခက်လိုက်ခြင်းဖြစ်ပါတယ်။တရားရုံးဤတွေ့ရှိချက်အရသက်စင်ဤသားသမီးများဟာရှယ်ယာရောင်းချရာတွင်ဖခင်အတွက်ကိုယ်စားလှယ်အဖြစ်ဆောင်ရွက်ခဲ့ကြောင်းတွေ့ရသည် ၎င်းတို့ဟာတရှေယာတပတ်နှုံးနဲ့ဝယ်ယူပြီးတီမာဆက်တို့တရှေယာဘတ်40ကိုတတမ95နှုံးခေချက်ချင်းပြန်လဲရောင်းချကအမျက်ကြီးကြီးရရှိခဲ့ခြင်းဖြစ်ပါတယ်။ဒီဘတ်9300တန်းတန်ဘူးရှိတဲ့ရောင်းချမှုဟာတက်ဆင်ဝင်ကြီးချုပ်တာဝန်ထမ်းဆောင်စဉ်အတွင်နိုင်ငံသားသားပိုင်ဆိုင်မှုကန့်တက်ချက်ရုပ်သိမ်းခဲ့တဲ့ဥပဒေပြင်ဆင်ချက်အကျိုးသက်ရောက်ပြီးမကြာခင်မှာဖြစ်ခဲ့တာပါ။ယခုစီရင်ချက်ဟာအခွန်တာဝန်ကို အတည်ပြုလိုက်ပြီးချစ်လို့အတင်းကျပ်ဆောင်ရွက်မှုများစတင်တော့မည်ဖြစ်ပါတယ်။ နေ့စဉ်သတင်းများအတွက်မင်္ဂလာသတင်း channel ကို follow လုပ်ထားဖို့မမေ့ပါနဲ့နော်